တင်လို့ဖြစ်တဲ့လက်တွေ့ဆုံးကြတဲ့မောင်တက်ကနေတရားတင်နာမှာပါဝင်မဲ့သင်ခန်းစာတွေကိုကျွန်တော်မိတ်ဆက်ပြပါမယ်။တမောင်ကင်ပယ်နီမျိုးမျိုးဖြစ်တဲ့အခြေခံအဆင့်မြင့် intermediate advanced ပေါ့နော်။အပြည့်ရနဲ့ခြေရွှေ့ပြီးတော့မှကင်ပယ်နီတွေပညာပြောင်းပြီးတော့မှတမောင်လှည့်ပြီးတွေတမောင်လှည့်ပြီးအမျိုးမျိုးပြီးတော့တမောင်တက်လက်သေးကင်ပယ်နီအမျိုးမျိုးတမောင် နှစ်လက်ပိုင်တွေမျိုးမျိုးပေါ့နော်တော်မဲမဲကဘဲတန်ညာတန်ဒါမျိုးရှိကြတယ်ညာတန်ရင်ဘဲမတန်ဘဲတန်ရင်ညာမတန်ဘူးဒါပေမဲ့များသောဖြင့်တတိထားမိတော့ဘဲတန်လေးကညာရောတန်လေးရှိတာများတယ်ဘာလို့လဲဆိုကျွန်တော်တို့လည်းဘဲတန်ပဲအဲ့တော့ဘဲတန်ဆိုတော့ငယ်တုန်းကတည်းကအเจ้าနေမှာစာရေးရင်ကျွန်တော်ဘဲနဲ့ရေးရင်ဆရာမအောက်ဘူးအဲ့တော့ညာကိုပြောင်းရေးရတယ်အဲ့တော့ဘယ်ရေးလိုက်ညာရေးလိုက်နဲ့ကလေးတွေကအခုတော့မထိခိုက်ပြီဆိုတော့တို့ဘယ်မှာသတိမထားမိကြအောင်အဲ့လိုပဲကျွန်တော်တို့ညာနဲ့တော့မယ်အလုပ်တွေကိုကျွန်တော်တို့ကများတော့ပြန်ဘယ်တန်နဲ့ကဘယ်နဲ့လုပ်တော့ဟုတ် အဲ့လိုလိုနဲ့ညာတန်းကိုပြောင်းခင်းနေဘေဟောညာကိုတန်သွားတဲ့သဘောရှိတယ်။အမှန်ကအဲ့လိုတိကျင့်တာကမှားတယ်။ကျွန်တော်တို့ညာတန်းကိုတိကျကျင့်ပြီးမှဘေတန်းကိုပြောင်းပြီးတိကျင့်တဲ့ပုံစံကသာမှန်တယ်လို့တော့ကျွန်တော်ကယူဆတယ်။အဲမိတ်ဆွေတို့ဘယ်လိုထင်လဲတော့မသိဘူးပေါ့နော်။အဲ့တော့လက်တွေ့သုံးချက်ဓမြောင်တိုက်ခိုက်နည်းတရားကဘန်လိုသမားမှန်ရင်ဓမြောင်ကျွမ်းကျင်ရမယ်လို့အဲကျွန်တော်ဒီတော့ယူဆတာပေါ့နော်။အဲ့တော့ကိုကတခါတလေမှာကိုကရံမဖြစ်ချင်လည်းပဲဖြစ်ရတယ်။ရံသူတွေကကိုကိုရံမူလာတဲ့ဒါမှမဟုတ်ရံမူသူတွေကရံမူလာတဲ့ခါကိုက ဓမြောင်ကိုရသွားပြီးထားပါတော့အဲ့ဒီဓမြောင်ကိုကအသုံးမချတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါလေးကိုတွေးပြီးတော့ကျွန်တော်ဒီတင်ရိုးကိုစပြစ်သွားတဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ဓမြောင်ကို join ကျင်ကျင်လဲဆိုရင်အထူးသဖြင့်ကန်ကွယ်မှု join ကျင်ကျင်လဲဆိုရင်ရောင်းရင်းမိတ်ဆွေတို့တိုင်းပညာတက်တည်ဖြစ်စေတိုင်းပညာမတက်တည်ဖြစ်စေဒီတင်နှန်းကို join နိုင်ပါတယ်အခြေခံကနေစပြီးတော့ join ကျင်သွားဘန်ဒူသမားတယောက်ကဲ့သို့တင်ပေးတော့မှာဖြစ်ပါတယ်တင်နှန်းကာလ3လကြာပါမယ်တင်နှန်းအသေးစိတ်ကြော်ညာဖို့ ်မကြခင်မှာကျွန်တော်တင်ပေးပါမယ်အဲကြရင်စာနဲ့တွဲပြီးတော့မှလေ့လာလို့ရတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်